ကျွန်တော်ကိုရအောင်မေးမိတော့ပါတော့ and fish show ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်လည်းဘာဘူးသင်းကိုအများတန်းတင်ဆက်ပေးနေတယ်ဆင်မင်းပါဆိုတော့ဒါကျွန်တော်လက်ရှိမှာဆိုရင်တော့ဒါ international break color ပေါ့လေ international break color ဆိုတော့အကိုလဘဘူးအတင်ပွဲစဉ်တွေလည်းမရှိသလိုဒါလဘဘူးနဲ့ပတ်သက်တဲ့တည်င်းတွေပါလေလည်းထူးထူးခြားခြားရှိမနေဘူးအဲတနည်းအားဖြင့်ပွဲတွေမရှိတော့ကိုလဘဘူးပြည်သက်တွေအတွက်စိတ်ဆင်းရဲစရာအများကြီးတော့မရှိဘူးပေါ့ဗျာဆိုတော့ ါဒါ international break ပြီးသွားပြီဆိုရင်တော့ခွေးလဘဘူးအသင်းကဒါ Nottingham Forest အသင်းနဲ့ပထမဦးဆုံးဒါ Premier League ပွဲစဉ်ကိုပြန်ကစားရမယ်ဆိုတော့ဒီလာမယ့် Premier League ပွဲစဉ်10ပွဲမှာခွေးလဘဘူးအသင်းအနေနဲ့ရမှတ်ဘယ်လောက်ထိအောင်စုဆောင်းနိုင်မလဲအဲလက်ရှိကာလကပြမှန်တိုင်းပြောရမယ်ဆိုရင်ခွေးလဘဘူးအသင်းကတိုင်ဂျယ်ရစ်ကနေပြီးတော့ထွက်သွားပြီလို့တော့ပြောလို့ရနေပြီလက်လက်ရှိမှာလေတော်တော်လေးတိုင်ဂျယ်ရစ်ကနေပြီးဝေးနေပြီအဲအဆင့်ရှစ်လောက်အထိဆင်းပေးထားရတဲ့ဆိုတဲ့အနေထားကတော်တော်လေးရလတ်ဆိုးနေတာပါ ဒါကြောင့်မလို့လာမယ့်ပွဲစဉ်10ပွဲမှာကိုယ်လီဗာပူးတင်းနေတယ်ဘယ်နှမအထိရနိုင်လဲအထူးသဖြင့်မော်လေဒီယာဒီလက်ရှိကာလမှာဒီလောက်ကြောင်ဆုတ်ပြတ်နေတယ်ဆိုးရွားနေတယ်ခြေစွမ်းနေတယ်လာမယ့်ပွဲစဉ်10ပွဲကိုဘယ်လိုမျိုးဖြတ်ကျော်မလဲပေါ့လေဒါတွေကိုကျွန်တော်တို့တစ်ချက်လောက်တာပြောကြည့်ရအောင်ပြောကြည့်အောင်ဆိုတဲ့နေရာမှာလေဒါကအတာအတိအကျကြီးတော့မဟုတ်ဘူးဗျာဘယ်လိုပြောမလဲဒါကကျွန်တော်တို့ရခံမှန်းပြီးတော့ data အချက်လက်တွေရခံမှန်းပြီးတော့ပြောရတာဖြစ်တဲ့အတွက်အတိအကျကြီးတော့ဖြစ်ချင်မှာဖြစ်နေလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အနည်းဆက်ဆုံးဖြစ်နိုင်မဲ့ခံမှန်းကြီးတွေကိုကျွန်တော်တို့တွက်ချက်ပြီးတော့ပြောသွားမှာဖြစ်တဲ့အတွက် ဒါဖြစ်နိုင်ဖို့အတွက်ယာကိုင်တို့များတယ်လို့ပဲကျွန်တော်တို့မျှော်လင့်ပါတယ်။ဆိုတော့လာမယ့်ပွဲစဉ်7ပွဲမှာအရင်ဦးဆုံးကစားရမှာ Nottingham Forest အသင်း။ Nottingham Forest အသင်းကိုဒါအိမ်ခွင်းမှာကစားရမှာ။အိမ်ခွင်း Anfield မှာကစားမှာလက်ရှိ Nottingham Forest အသင်းဖြတ်တန်းနေရတဲ့ current form အရသူတို့တွေကလက်ရှိမှာဆိုရင်လည်းရှောင်းတိုက်ရဲ့အသင်းကလက်ရှိနောက်ပိုင်းကာလတွေမှာရှောင်းတိုက်လက်ထဲရောက်ပြီးတဲ့ကာလတွေမှာဒါသူတို့တွေဒါပုံစံကောင်းတစ်ခုပြလာတယ်ဆိုပေမဲ့လည်းလက်ရှိအချိန်ကြီးသူတို့ကတန်းစင်းစုံနေမှာပဲရှိနေသေးတာ။ ။ဒါကြောင့်မို့ MFI အထိလာပြီးတော့ရှောင်းတိုက်တစ်ခုခုလုတ်ပြနိုင်ဖို့ဆိုတာတော်တော်လေးခက်ခဲတယ်လို့ကျွန်တော်တို့မြင်နေ။ဒါကြောင့်မို့ MFI မှာတော့ကိုယ်လွာဖို့တဲ့ Nottingham Forest နဲ့ပွဲစဉ်မှာရမှတ်အပြည့်ရလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်။ပြီးရင် Watson နဲ့ပွဲစဉ်ပါလေ။အဲ Watson နဲ့ပွဲစဉ်မှာဆိုရင် Liverpool ကအဝေးကွင်းကိုသွားပြီးတော့ကစားရမယ်။အဝေးဘက်ကိုသွားကစားရတဲ့တိုင်အောင်လက်ရှိဝက်ဆန်ရဲ့ပုံစံကလိုဗာပူးအတွက်အရန်ကြီးခက်ခဲမယ်လို့တော့မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဝက်ဆန်ကနော်တယံဖော်ရက်ကိုကလက်ရှိမှာကဒါတန်းစင်းစုံနဲ့ကိုရောက်နေတာ ဆိုတော့ဝါဆန်ကဘလောက်ထိအောင်ဒါကောင်းပါတယ်ပဲပြောဘလောက်ထိအောင်သူ့အနေနဲ့ကအချင်းကြီးတစ်ခုအထိပြန်ပြီးတော့ဒါတက်မှတ်ထားပါတယ်ပဲပြောပြောဘလို့ပဲပြောလက်ရှိဝါဆန်အနေနဲ့လဘာဘူးကိုနိုင်ဖို့တကမလွယ်ဘူးလို့ပဲကျွန်တော်တို့ထင်တယ်ဒါကခြေစွမ်းပိုင်းအရာနောက်ဆုံးဖြတ်ကျော်ခဲ့တဲ့ current founder ကလဘာဘူးတင်းကဘလောက်ထိအောင်စိုးနေစိုးနေဗျဝါဆန်ကိုတော့မရှုံးဘူးလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ အဲ့ဒီနှစ်ပွဲမှာလဘာဘူးကအမှတ်ပြရမယ်လို့ကျွန်တော်ကတော့ယူယူဆတယ်။ပြီးရင်နောက်ထပ်ဆန်ဒါလန်နဲ့ပွဲဒီဟာဒီမှာဆန်ဒါလန်ကတော်တော်လေးမာကျော်မှုရှိတယ်။တန်တက်လာတဲ့အသင်းတွေထဲမှာအကောင်းဆုံးအသင်းလို့တောင်ပြောလို့ရတယ်။လက်ရှိကာလမှာဆိုရင်လည်းဆန်ဒါလန်ကတော်တော်လေးကျစ်လက်တယ်။အသင်းကြီးတော်တော်များများကိုလည်းပြဿနာရှာထားတယ်၊ဒုက္ခပေးထားတယ်။နောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းသူတို့တွေဒါ အာဆင်နယ်အသင်းကိုသူတို့တွေဒါပေတမှတ်ရအောင်ယူပြသွားတယ်ဆိုတော့ကျောင်းနဲ့တီကတော်တော်လေးကိုမှဒါကျွန်တော်တို့ appreciate လုပ်ရမယ်ထင်မှာပါတယ်။ဒါ့ပေမဲ့ဒီအချိန်ကစားရမယ်ဆန်တာလင်းသွားပြီးတော့ကစားရမယ်ကွင်းကဒါ MV မှာလာကစားရမှာ။ဆိုတော့ MV မှာလာကစားရမယ်ဆန်တာလင်းအနေနဲ့သူတို့လုတ်ချင်နိုင်လုတ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဗျာ MV ကအဲကျွန်တော်ဘယ်လိုပြောမလဲ MV ရဲ့အစင်လာဘလောက်ကြီးရဲ့ဘာညာကနောက်ထားအရင်ဦးဆုံးတပါဘုက MV မှာကစားရတဲ့ပွဲဒီတိုင်းပွဲဒီတိုင်းမှာ ဘလောက်တိအောင်ကောင်းနေတဲ့အသင်းတွေပဲဖြစ်ဖြစ်ရလက်ကောင်းနေရအောင်ယူထားတတ်တဲ့အသင်းတွေနဲ့မှာပါတယ်ဆိုတော့အိမ်ဝင်းအားသာတဲ့အသင်းတွေတွေမှာပါတယ်ဗျာဒါကြောင့်မို့အန်ဖီမှာလဘဘူးအနေနဲ့ကြောင်နဲ့တီကိုတော့အများကြီးတော့ပြဿနာတော့ရှိမယ်တော့မထင်ဘူးအများကြီးခက်ခဲသွားလိမ့်မယ်တော့မထင်ဘူးအဲပြီးရင်ဆန်လာလက်က United တို့ဘာလို့ကိုလဲအဝေးဘက်မှာသွားဆုံးရှုံးထားတာအဲဆန်လာလက်ကလက်ရှိမှာအင်ကွင်းအဝေးကွင်းသူတို့ရဲ့ခြေစောင်းကတော်တော်လေးကွာဟနေတာကိုလည်းတွေ့ရတယ်ဒါကြောင့်မို့ဆန်လာလက်ကိုလည်းအခုလိုပါဘူးအနေနဲ့အန်ဖီမှာပဲဒါအနိုင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆန်နာလန်ပြီးရင်လီယူနိုက်တက် ဝင်းတော်ဦးတင်းကဘယ်လိုပြောမလဲကံကောင်းတယ်လို့ပဲပြောရမှာပေါ့လေလက်ရှိဒီပွဲချက်တွေကိုဖျက်ချော်ပြီးတဲ့ကာလမှာနောက်တိုင်းနောက်ပိုင်းကြာဘယ်လိုပြောမလဲ regular ပွဲတွေကိုပြန်ပြီးတော့ကစားရမယ့်အခြေအနေမျိုးမှာကိုယ်ကစားရမယ့်အသင်းတွေကအလဲလက်တန်းအသင်းတွေတော့မဟုတ်ဘဲနဲ့ဟိုတန်းဆင်းစုံတာကအသင်းတွေနဲ့ပဲကပ်ပြီးတော့ကစားရတာဒါကကိုယ်တော်ဘူးအသင်းတွေတော်တော်လေးကောင်းတဲ့အရာတခုလို့ပြောလို့ရဒါကြောင့်မို့ဒီ Lee United နဲ့ပွဲစဉ်မှာလေ Lee United ကဒီရာဒီမှာတန်းဆင်းဖို့အတွက်လက်ရှိမှာဂျာကိုင်းတော့တော်တော်လေးများနေသေးတယ် ဒါပဲလုံးတော်တော်လေးများနေသေးတယ်လက်ရှိမှာ Lee United ရာသီကုန်တန်းစင်မော်လာတမ်မစင်မူလာဘယ်သူမှတက်အပ်ပြောလို့မရဘူးဒါကြောင့်မလို့ Lee United နဲ့ပွဲစဉ်မှာဆိုရင်လည်းလီဗာပူးတင်နေတဲ့အဝေးကွင်းမှာသွားကစားရတာမှန်တယ်ဆိုပေမဲ့လည်းလီဗာပူးတင်နေတဲ့အများကြီးခက်ခဲလိမ့်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးဆိုတော့အဲ့ဒီပွဲစဉ်မှာလည်းကျွန်တော်အမှတ်ပြည့်ရမယ်လို့ပဲထင်တယ်ဒါကြောင့်မလို့ကိုယ်လီဗာပူးပရိသတ်တွေအနေနဲ့ကတော့ဒီနိုင်ငံတကာပွဲစဉ်တွေအပီးကာလမှာကိုယ့်ရဲ့အသင်းပြိတက်တွေနဲ့ကနောက်ထပ်တစ်ဖန်ပြန်ပြီးတော့ဒါဇက်တိုက်ဇက်တိုက်ပျော်ရွှင်ခွင့်ရမယ့်ကာလတွေလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့လေဆိုတော့ အဲဒီထင်တယ်လို့ဖြစ်လာပါသေးလို့ပဲကျွန်တော်တို့လည်းမျှော်လင့်ရမှာတကယ်တမ်း UNBIBA အရာ data အချက်လက်တွေရဆိုရင်တော့ဒါကဖြစ်နိုင်ဖို့အတွက်ဒါ80ရာခိုင်နှုန်းတော့သိကြရလို့တော့ကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်ကိုဒီကောင်ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲနောက်မဲ့ပွဲပေါ့လေနောက်ထပ်တပွဲကကျတော့ Brighton နဲ့ပွဲအကိုကြီးဘာဘူးတင်းကတခုရှိတယ်ဗျာဒီလား Brighton တို့ဘလောက်ပဲကောင်းနေကောင်းနေ Fulham တို့ဘလောက်ပဲမာနေမာနေမာကုန်နေပါလိရှိတယ်ဆိုပေမဲ့လေဘာဘူးအသင်းနဲ့တွေ့ရတဲ့အခါတိုင်းမှာ Brighton ကိုဘာဘူးကအဝေးကွင်းမှာဆိုရင်တော့ရုန်းကန်ရတယ်ဆိုပေမဲ့ အဲလဘာဘူးရဲ့အိမ်ခွင်းဖြစ်တဲ့ Anfield မှာဆိုရင်တော့ Brighton နဲ့ Fulham တို့ကိုဘလောက်ပဲကောင်းနေကောင်းနေအနိုင်ရအောင်ကစားတတ်တဲ့အသင်းတွေမှာပါတယ်။ဒါကဟိုနီးပြားတွေနဲ့လည်းမသက်ဆိုင်သလိုဟိုးဒါအဆင်အလားအဆင်အလားအရာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လဘာဘူးရဲ့အိမ်ခွင်းမှာဆိုရင် Brighton ဘလောက်ကောင်းတဲ့နှစ်ပဲဖြစ်ဖြစ် Fulham ဘလောက်ကောင်းတဲ့နှစ်ပဲဖြစ်ဖြစ်လဘာဘူးရဲ့အိမ်ခွင်းမှာဆိုရင်အမြဲတမ်းလို့လို့ Fulham နဲ့ Brighton တို့ကဒါလဘာဘူးကိုမရှင်းနိုင်တာကိုကျွန်တော်တို့သွားတွေးရတယ်။ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ Brighton ကိုလည်း အဲဒါအနည်းဆုံးရမှတ်အပြည့်တော့ယူမယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်။ဒါကြောင့် Brighton နဲ့ပွဲအထိကိုကျွန်တော်ကစိတ်ချမ်းသာလက်ချမ်းသာနဲ့ကြည့်ရအောင်။အဲအဲ့ဒီပွဲစဉ်ပြီးသွားမှဒါကိုတွေက Tottenham Hotspur အတင်းဒါကအဝေးကွင်းပွဲစဉ်ဖြစ်တယ်။ဒီဇင်ဘာလပွဲချက်ကာလတွေတဲကဒါပထမဆုံးပွဲချက်တဲ့အရာတစ်ခုလို့ပြောတယ်ဖြစ်တယ်။အဲပြီးရင်ပေါ့လေကိုတွေတင်းကဒီဒီဇင်ဘာလာမယ့်ဒီဇင်ဘာပွဲချက်ကာလမှာကိုတွေတင်းကပွဲတွေကိုခက်စိတ်စိတ်ကစားရတာကလွယ်ပြီးတော့ ွဲတွေပါတယ်အကြံကြီးကက်ကြက်နေတယ်ဆိုတာမရှိမနေလောက်ဒါကြောင့်မို့တော်တန်ဟော့စပါအသင်းနဲ့ကစားရမယ့်ပွဲစဉ်ကကိုယ်လေပါဘူးအသင်းအတွက်တကယ်ကိုဒါဘယ်လိုမျိုးလဲခက်ခဲနိုင်တဲ့ပွဲစဉ်တွေကတပွဲဖြစ်လာမှာပထမဦးဆုံးခက်ခက်ခဲခဲပြန်ကစားရမယ့်ပွဲပေါ့လေဒါပေမဲ့ခုနောက်ပိုင်းမှာဆိုရင်ဒါတော်တန်ဟော့စပါအသင်းကိုကိုယ်လေပါဘူးအသင်းနေကဒါရလတ်ပိုင်းဆိုင်ရာအရာတော်တော်လေးပုံမှာအသာစီးယူလာနိုင်တာကိုတွေ့ရတယ်ဒါကြောင့်မို့ခက်ခဲကောင်းခက်ခဲလိမ့်မယ်ရမှတ်အပြစ်မဟုတ်ဘူးဆိုရင်တော့မှာပဲတေးတမှတ်တော့ကိုယ်လေပါဘူးအသင်းနေအများဆုံးမျှော်လင့်လို့ရတယ် ်ပေချဖို့အတွက်တော့ကိုရီဘက်ကအပေါ်စီကနေမျောမျောလင်းလို့ရတယ်အပြောချင်တာဗျာအဲ့ဒီအချိန်ရောက်ပြီဆိုရင်ကိုရီအသင်းနေကနိုင်ပွဲထိတာဆက်ထားမယ်ဆိုရင်တကယ်တမ်းကကိုကုနာပြောခဲ့တဲ့ရှေ့ကပွဲစဉ်တွေအကုန်လုံးကိုနိုင်ခဲ့မယ်ဆိုရင်လီဗာပူးအသင်းမှာရှိနေတဲ့ဝင်းနစ်မန်တက်တီကတော်တော်လေးကိုမှအမြင့်ဆုံးပိုင်းပြန်ရောက်လာမှာ။အဲဒီလိုမျိုးဝင်းနစ်မန်တက်တီထိဆုံးပိုင်းပြန်ရောက်လာတဲ့ကိုရီလီဗာပူးအသင်းကိုဒါတော်တန်ဟော့စပါအသင်းအနေနဲ့ရှင်းနိုင်ပါမလား။ အဲအဲ့ဒီချိန်ကြာရင်တော့ကျွန်တော်တို့ဒီတေချာလို့စောင့်ကြည့်ရမှာပေါ့လေဒါပေမဲ့ရှေ့ကပွဲစဉ်တွေနိုင်ဖို့တော်တော်လိုအပ်တယ်ဒါကြောင့်မို့တော်တန်ဟော့စပါအသင်းနဲ့ပွဲစဉ်ကိုတော့ကိုယ်ရီလီဗာပူးအသင်းနေကအနိုင်၃မှတ်မရဘူးဆိုရင်တော့ပဲတေတမှတ်လောက်တော့ကိုယ်ရီနေကမျောလင်းလို့ရတယ်ပြီးရင်ဝူဘာဟန်ဒန်နဲ့ပွဲစဉ်ဒါဝူဘာနန်နဲ့ပွဲစဉ်ကတော့အကုန်လုံးတည်ထားတဲ့အချိန်မှာဝူဘာနန်ကလက်ရှိဒီယာဒီမှာတန်းစင်းဖို့အတွက်ဒါလက်ရှိအချိန်မှာတော့မှပဲဒါ80ရာခိုင်နှုန်းတော့သေးကြနေပြီ နောက်ပွဲစဉ်ဆက်တဲ့အပြီးမှာ80ရာခိုင်နှုန်းတော့တေးကြနေပြီဒါတော့တော်တော်လေးဆိုးတဲ့ရလပါတော်တော်လေးဆိုးတဲ့အသင်းမှာအဲဘာကြောင့်လဲဆိုတော့လက်ရှိမှာဝူပန်တန်ကသူတို့တွေဆက်တဲ့ပွဲကစားပြီးမှနှစ်မှတ်ပဲရသေးတာဒီအသင်းကတော့လဘာဘူးအသင်းနေနဲ့မရှုံးနိုင်ဘူးဗျဒီအသင်းကမှရှုံးရင်အမှန်တကယ်တန်းဆင်းဆောင်တွေကအသင်းတွေကဒါသူတို့တွေတန်းဆင်းဆောင်ဂျုံအားရှိကြမှန်တယ်ဆိုပေမဲ့လည်းသူတို့ဂျုံအားကဘလောက်ထိအောင်ကြီးနေပါစေအိုးအဲဘယ်လိုမှလဲစိတ်ဘလောက်ပဲတန်တန်ဗ ွဲပိန်ကိုတော့နိုင်အောင်ဆွဲနိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါကြောင့်မလို့ဒါအဲ့ဒီပွဲစဉ်မှာလေဝူဘာဟန်တန်ကိုအနိုင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးရင်လီယူနိုက်တက်နဲ့ပွဲစဉ်ဒါက ဝူမန်တန်ကိုကစားတဲ့ပွဲစဉ်ကဒါဒီယာဒီပထမယာဒီပွဲပြီးဆုံးတဲ့ပွဲပေါ့လေအဲပြီးရင်လီယူနိုက်တက်နဲ့ပွဲလီယူနိုက်တက်နဲ့နောက်ထပ်တစ်ကြိမ်ဒါဒုတိယယာဒီအဆမပြန်ကစားရမယ်ဒုတိယယာဒီအဆမှာဆိုရင်ဒါလီယူနိုက်တက်အသင်းကိုအင်ကွင်းအန်ဖီမှာကစားရမယ်ဒီပွဲစဉ်ကလည်းဘာဘူးအသင်းအတွက်အင်ကွင်းအန်ဖီမှာလီယူဘာလို့လဲအဖွင့်ပွဲစဉ်မှာကစားရတဲ့ပွဲဖြစ်တဲ့အတွက်ဘာဘူးအသင်းအတွက်တကယ်ကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ဒုတိယယာဒီအဆကိုပြန်စားဖို့အတွက်တော်တော်လေးမိုမန်တမ်ရဖို့အတွက်ကို ဒုတိယရာသီအတွက်ကိုမူမန်တန်ရဖို့အတွက်တော်တော်လေးခွင့်ရေးကောင်းတည့်ရဖြစ်တယ်။ဒါကြောင့်မို့လို့ United အတင်းကိုလဘာဘူးအဲ့ဒီပွဲစဉ်မှာတော့ဘယ်နည်းနဲ့မှအရှုံးခံနိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူး။အဲပြီးရင် Fulham နဲ့ပွဲစဉ်ပေါ့လေအဝေးခွင့်ပွဲစဉ်ဒါကကျွန်တော်ရှင်းမှပြောခဲ့သလိုဗျာ Fulham တို့ Brighton တို့ဘလောက်ပဲမာကြောနေမာကြောနေအဲသူတို့ဘလောက်ထိအောင်မဲပုံစံကောင်းနေပြနေပြနေလဘာဘူးရဲ့အိမ်ခွင်းမှာဆိုရင်တော့လဘာဘူးကအမြဲတမ်းလိုလိုအနိုင်ရလက်ကိုပုံဖော်နိုင်နေသို့တော့လက်ရှိ Fulham နဲ့တွားပြီးတော့အဲ့ဒီကစားရမယ့်ပွဲစဉ်ကအဝေးခွင့်တွားကစားရမယ်ဆိုတော့ ဘူဟန်နဲ့ကစားရမယ့်ပွဲစဉ်အတွက်ကတော့နည်းနည်းလေးတော့ဒါနည်းနည်းတော့ခက်ခဲကောင်းခက်ခဲသွားနိုင်တယ်။တိုးရင်မဲ့လက်ရှိကာလမှာဖူဟန်ပြနေတဲ့ပုံစံကလည်းအရန်ကြီးကောင်းနေတဲ့ပုံစံမဟုတ်တခုမဟုတ်နေဘူး။ဖူဟန်ကသူတို့ရဲ့ပုံစံမျိုးကိုပြန်မရနိုင်သေးဘူး။ဖူဟန်ကအစောတုန်းကကျွန်တော်မြင်ခဲ့ရတဲ့ဖူဟန်ကနည်းနည်းကြစ်လက်တောင်တင်းတဲ့ဖူဟန်ဖြစ်တယ်။ကစားပုံကနည်းနည်း traditional နဲ့စံတဲ့ဖူဟန်မျိုးဖြစ်တယ်။ attractive ဖြစ်တယ်။တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။တိုးပြီးမဲ့အဲလေလက်ရှိကာလမှာဖူဟန်ကစားနေတဲ့ပုံစံကကိုယ်ပါဘူး အသင်းအတွက်အများကြီးပြဿနာရှိနေလိမ့်မယ်တော့ကျွန်တော်ကတော့မထင်ဘူးဒါကြောင့်မို့ဖူဟန်အသင်းနဲ့ပွဲစဉ်မှာလည်းကိုရီးယားအသင်းနေနဲ့ကဒါရမှတ်တွေအပြည့်အဝမယူနိုင်ဘူးဆိုတော့ပဲအနည်းဆုံးသေတမှတ်တော့ရမယ်လို့ထင်တယ်အဲပြီးရင်ဒါနောက်ထပ်အာဆင်နယ်နဲ့ပွဲစဉ်ပေါ့လေဒါ၁၀ပွဲမြောက်ကတော့အာဆင်နယ်နဲ့ပွဲဒုတိယရာသီမှာကိုရီးယားအသင်းကအာဆင်နယ်နဲ့ပြန်တွေ့ရမယ်ပထမရာသီတုန်းကကိုရီးယားအသင်းကဒိုမီနိရှိုကိုရှမ်းရဲ့လုံးဝကိုဝက်ကလပ်အဆင့်ရှိတဲ့ဖရီကစ်နဲ့အနိုင်ရထားတယ်ဆိုပေမဲ့ဒီပွဲစဉ်ကအမရိတ်မှာတွားပြီးတော့ကစားမယ်ပွဲဆိုတော့ ကိုရီတင်ကအမရိတ်ကိုသွားကစားတိုင်းရလက်ကတိတ်ကောင်းလိမ့်မရှိဘူးအဲလက်ရှိနောက်ဆုံးကာလတွေမှာဆိုရင်လည်းအမရိတ်မှာဆိုရင်ကိုရီပဲအသင်မနိုင်တာကတော်တော်လေးကြာနေပြီဆိုတော့ဒါကြောင့်မလို့အမရိတ်မှာဆိုရင်ကိုရီပါဘူးအသင်နည်းနည်းလေးရုန်းကန်ရလိမ့်ရှိတယ်ပို့ဆိုတော့ကလက်ရှိကာလမှာဆိုရင်အာဆင်နယ်အသင်ကဒါပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက်ထိတ်ဆုံးမှရေးပန်းစားနေတဲ့အသင်ထိတ်ဆုံးမှရေးပန်းစားနေတဲ့အသင်ကိုကိုရီကဒါအမရိတ်ကိုသွားပြီးတော့ကစားရမယ်ကစားရမယ့်အချိန်ကလေဒုတိယရှာသည်ဒီဝဲစင်ကဒီဟာဒီမှာအာဆင်နယ်အသင်းချန်ပီယံဖြစ်နိုင်လား အာဆင်နယ်အသင်းအတွက်ဒါဘယ်လိုပြောမလဲစစ်စင်းနဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကိုယ်လီဘာပူအသင်းအတွက်လည်းဒါဒီယာဒီမှာအကယ်၍အဲ့ဒီရာလက်တွေကြောင့်ကိုယ်လီကပြိုင်ဘက်တွေထက်တာပြီးတော့ဒါတိုင်တယ်ရီထက်ပြန်ဝင်သွားပြီဆိုပါစို့အဲ့လိုမျိုးဆိုရင်တော့မှပဲလေဘာလို့တင်ဒီယာဒီကိုမှချန်ပီယံဖြစ်နိုင်သေးလားဆိုတော့နောက်ထပ်မေးခွန်းတွေကိုကျွန်တော်တို့ပြန်မေးရမယ့်ကာလ မင်းချန်ပီယံလားငါချန်ပီယံလားမင်းမဲ့ကာလာပေါ့လေဆိုတော့အဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်တို့တရားဆောင်ကြည့်ရမယ်လော်ဘူးကအဲ့အတွက်ကအဲ့ပွဲစဉ်ကတော့တော်တော်လေးခက်ခဲတယ်ကျွန်တော်တို့ကရမှတ်တမှတ်တောင်မှာပဲတော်တော်လေးကိုမှချင့်ချိန်ပြီးတော့တွတ်ဆပြီးတော့ခံမှန်းလို့ရတဲ့အနေအထားမျိုးဆိုတော့ဖြစ်နိုင်ရင်လည်းရမှတ်အပြည့်အဝဆုံးရှုံးနိုင်တယ်အဲ့ဒီပွဲစဉ်ကိုကျွန်တော်တို့ထက်မတွတ်လို့တောင်ရတယ်ဆိုတော့ဒီလပီးခဲ့တဲ့ပွဲစဉ်၉ဘွဲမှာဆိုရင်ကိုရီတင်းခက်ခဲမဲ့ပွဲစဉ်တွေဆိုလို့ဒါတော်တင်ဟော့စ်ဘာအသင်းရဲ့ပွဲစဉ်တစ်ပွဲရှိမယ် အဲပြီးလို့ရှိရင်ဒါ Brighton ကိုဒါအင်္ဂွင်းမှာကစားမှာခက်ခဲမယ်ဆိုပေမဲ့လည်း Brighton ကိုတော့တေချာပေါက်အနိုင်မယ်လို့တော့ထင်တယ်။ Fulham နဲ့သွားပြီးတော့ကစားမယ်အဝေးကွင်းပွဲစဉ်ရှိတယ်။ဆိုတော့ထဲပြက်မှာ Tottenham Hotspur အသင်းနဲ့အဝေးကွင်းပွဲစဉ်တစ်ပွဲရှိတယ်။ပြီးရင် Fulham နဲ့ကစားသွားကစားရမယ်အဝေးကွင်းပွဲစဉ်တစ်ပွဲရှိတယ်။ဒီနှစ်ပွဲတော့ပဲခက်ခက်ခက်ခဲရှိမှာ။အဲပြီးရင် Arsenal ပါဝင်၃ပွဲပေါ့လေ။အဲကျန်တဲ့9ပွဲမှာကိုရီးယားအမှတ်အပြည့်ရနိုင်တာဖြစ်တဲ့အတွက် အသေးချာပေါ့အဲ့ဒီဒါလာပေးခဲ့လာမဲ့10ပွဲမှာဆိုရင်ကိုလီဘာပူတင်မရဘူးဆိုရင်တော့မှပဲရမက်က23မှတ်လောက်တော့နာအနည်းဆုံးရမယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့အဲကျွန်တော်ကိုရီကာရောဒီလာမဲ့3ပွဲလာမဲ့ပွဲစဉ်10ပွဲမှာဘယ်နှမှတ်လောက်ရမယ်ထင်တယ်အဲပွဲစဉ်တွေကိုရောအနိုင်ပွဲစဉ်တိုင်းကိုအနိုင်ရမယ်လို့ထင်တာဘလို့တင်ရလဲချက်လောက်ဆွေးနေကြပါအောင်ကျွန်တော်လည်း like subscribe လေးလုပ်ပေးကြပါအောင်ဗျကျေးဇူးများအားကြီးတင်ပါတယ်